အစိုးရတက်လက်ထက်မှာဖြစ်နေတဲ့တိုက်ပွဲတွေရပ်သွားဖို့တွဲဆောင်ဆွေးနွေးမှုတွေကိုပို့လို့ဖို့လိုတယ်လို့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌဟောင်းကပြောဆိုထားပါတယ်ဒီသတင်းကိုတော့အောင်သူကပေးပို့ထားတာပါရှင်လွတ်လပ်ရေးရာပြည်ကလေးကဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ခြုံငိမ့်မှုလက်ရှိအစိုးရအနေနဲ့ကြိုးစားဆောင်ရွက်နေပေမဲ့လည်းတပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်တွေကြားဖြစ်နေတဲ့တိုက်ပွဲတွေကအခုချိန်ထိရှိနေတုံးပါအခုလိုဖြစ်နေတဲ့စစ်ပွဲတွေရပ်ဖို့အတွက် အစိုးရကအဲ့ဒီအဖွဲ့တွေနဲ့တွဲဆုံဆွေးနွေးဖို့လိုတယ်လို့ပြည်တော်စုငင်းငယ်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒူးဥက္ကဋ္ဌဟောင်းဦးအောင်မင်းကပြောပါတယ်။ညီလကံလောက်တယ်ဆွေးနွေးဝဲလောက်တယ်အဖြစ်ဘာမှမရဘူးဆိုတော့အဲ့ညီလကံအဖို့မတောင်ဘူး။အဲ့ဆွေးနွေးဝဲအဖို့မတောင်ဘူး။အဖြစ်ရောက်ဖို့အဖြစ်ထုတ်ဖို့အဖြစ်ထုတ်နိုင်အောင်တက်ပြင်ဆင်ထားဖို့လို့အဲ့ဒီသူတို့အခုဆွေးနွေးသွားတဲ့စာတမ်းပေါင်း90ဆောင်ရှိတယ်။ချို့90ဆောင်မှာတချို့ကိစ္စတွေမှာပေးလို့လုံးဝမရတာရှိတယ်။ဥပမာအဖြစ် Federal တတ်မတော် ပြေးလို့မရဘူးနောက်ပြီးတော့ဦးစီးချုပ်ကိုအလဲကြခန်းရမယ်ဒါဘယ်လို့မှပြေးလို့မရဘူးဘယ်နိုင်ငံမှမလဲဒီစဉ်းစားမျိုးမရှိဘူးအဲ့ဒါမျိုးကိုကျွန်တော်ကသူတို့နားလည်အောင်ပြောပြရမယ်နားလည်အောင်အဖြေထုတ်ရမယ်သူတို့ကလည်းသူတို့ရဲ့စစ်ပေါင်း60ကြော်ခန်းစားချက်တွေကိုဒင်းကြီးလာကမှလာပြီးဖော်ထုတ်တာဖြစ်တယ်ပြောပြတာဖြစ်တယ်သူတို့ပြောတာကိုလည်းကျွန်တော်ကနားလည်လက်ခံပြရမယ်ပြင်းလည်းကျွန်တော်ဘက်ကပိုင်ပိုင်တိုင်တိုင်နဲ့ဖြေရှင်းပြင်းနေရအဲ့လိုပေးနေလေဆိုရင်ဒါအဖြစ်ထွက်သွားမယ်။အောင်မြင်တဲ့ညီလာခံဖြစ်မယ်။ ငင်းချိုင်းကြီးရတာနိုင်ငံတော်တိုင်ငံပုဂ္ဂိုလ်တော်စန်းစုကြည်နဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ကဇန်နဝါရီလ23ရက်နေ့လုံကနေပြီးတော့မှတနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA မှာလက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ညဉ့်ညဉ့်ရေးလုပ်ငန်းဥဆောင်ဖွဲ့ကတာဝန်ရှိသူတွေကိုတီးကြားစီတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာ23ရာစုပင်လုံဟာ NCA ပေါ်မှာအခြေခံထားပြီးလှုပ်ဆောင်နေတာဖြစ်လို့တမတော်အနေနဲ့ညဉ့်ညဉ့်ရေးအတွက်အမြဲတမ်းတကားဖွင့်ထားတဲ့အပြင် ပြည်တော်စုငြိမ်းချမ်းရေးညီလာခံကိုအောင်မြင်အောင်ဝိုင်းဝန်းကူညီကြဖို့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကတွေ့ဆုံပွဲမှာပြောဆိုခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကငြိမ်းချမ်းရေးလုပ်ငန်းဥဆောင်အဖွဲ့နဲ့တွေ့ဆုံချိန်မှာငြိမ်းချမ်းရေးမရရှိဘဲအချိန်ကြာမြင့်နေမယ်ဆိုရင်တိုင်းပြည်နဲ့လူလူနစ်နာနိုင်မယ်လို့ပြောဆိုခဲ့ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက်အစိုးရအနေနဲ့အခုလိုတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့လိုပြီးတိုက်ပွဲတွေရဲ့အဖြစ်အားစပွဲဝိုင်းပေါ်မှာပဲရှိတယ်လို့ကရင်အမျိုးသားစည်းရုံး KNU ဗဟိုကော်မတီဝင်တဦးကပြောပါတယ် ဆွေးနွေးပွဲတက်လို့သိတာပေါ့အဲ့ဒါအစိုးရအတိတ်ကလုပ်ရမယ်အလုပ်ပဲမဆွေးနွေးပွဲနဲ့အဖေရဇပွဲဝဲမှာပဲရှိတယ်အစ်မေပြင်မှာမရှိဘူးအရေးကြီးတာဇပွဲဝဲပေါ့ရောက်လာပွဲရေးကြီးတယ်အဲ့ဒါအစိုးရအဲ့ဒါကိုအကောင့်ထဲလက်တွေ့ပေါ်ရမှာအဲ့ဒါမလုပ်နိုင်ဘူးလေကျွန်တော်တို့အခုနပြောအရင်တိုက်ပွဲကိုထိန်းနိုင်တဲ့ရန်ရတောင်မရှိဘူးလေရှိတဲ့ခါကျတော့အများကြီးတိုက်ပွဲကပို့ပြီးတော့ပြိပခတ်တွေကပို့ကြီးထွားလာနောက်ပိုင်းမှာဟာမိတ်လေးဖွဲ့ကအစိုးရနဲ့တွဲဆုံဆွေးနွေးဖို့အသင်းရှိတယ်လို့ဇန်နဝါရီလ23ရက်နေ့ကထပ်မံထုတ်ပြန်လိုက်ပြီး အဲ့ဒီထုတ်ပြန်ချက်ထဲမှာနိုင်ငံရေးအရာသွေးဆုံဆွေးနွေးတဲ့နီလန်းနဲ့နိုင်ငံရေးပြဿနာကိုအဖြေရှာဖို့ပြည်တော်စုအစိုးရအဖွဲ့နဲ့သွေးဆုံဆွေးနွေးဖို့အစဉ်အသင့်ရှိတယ်လို့ဖော်ပြထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ